စစ်မှုထမ်းအောင်တွေအနေနဲ့ပြည်သူကိုစီးအောင်ကြဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ဧပြီလ30ရက်ယမန်နေ့ကနေပြည်တော်တက္ကိနသီရီမြို့နယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်စစ်မှုထမ်းအောင်အဖွဲ့ဘိုးဌာနချုပ်မှပြုလုပ်တဲ့စစ်မှုထမ်းအောင်ညီလာခံမှာစစ်ကောင်းဆောင်ကအခုလိုပြောဆိုခဲ့တာပါ။တမတော်ရဲ့နိုင်ငံနဲ့ပြည်သူပေါ်ထားရှိတဲ့စစ်မှန်တဲ့သဘောထားများကိုပြည်သူများသိရှိရန်အတွက် တမရော်တရက်ထဲလှုပ်ဆောင်ခြင်းထက်ပြည်သူများကြားမှာရှိနေတဲ့စစ်မှုတန်းဟောင်းများရဲ့စီယုံရေးစွမ်းရည်ကိုမောင်းနေရအဖြစ်ထိရောက်စွာအသုံးပြုနိုင်ရမှာဖြစ်ကြောင်းစစ်ကောင်းဆောင်ကပြောပါတယ်။ဒါအပြင်ပြည်သူစစ်မဟာဗျူဟာကိုအောင်မြင်စွာအကောင့်ထဲပေါ်နိုင်မှုအတွက်စစ်မှုတန်းဟောင်းတွေအနေနဲ့ကြိုးပမ်းပုံဖော်ပေးသွားမှာဖြစ်ကြောင်း၎င်းကပြောပါတယ်။ဒါမဲ့ဒီဇင်ဘာလအတွင်းမှာလွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်နေတယ်လို့လည်းစစ်ကောင်းဆောင်ကထပ်မံထည့်သွင်းပြောဆိုသွားပါတယ်။ စစ်မှုထောင်အများစုဟာပြူစောတိတပ်ဖွဲ့နဲ့စစ်ကောင်စီထိန်းချုပ်နယ်မြေတွေကမြို့နယ်ရဲကြီးအုပ်ချုပ်ရေးအဖွဲ့တွေမှာပါဝင်နေပြီးစစ်မှုထောင်ခေါ်ယူတဲ့ကိစ္စရပ်တွေအပါအဝင်ပြည်သူကိုနှီးမျိုးစုံနဲ့ငွေကြေးတောင်းခံနေကြသူတွေလို့ဘကိုးတိုင်းနောက်ချမ်းက PDF တပ်ဖွဲ့တွေကဆိုထားပါဗျ။စစ်မှုထောင်အဖွဲ့ဝင်တွေဟာမြို့နယ်အလိုက်မှာပြည်သူလူထုထံကသတင်းမျိုးစုံရယူကာလိုအပ်တဲ့သတင်းအချက်အလက်အကူအညီထောက်ပံ့တွေကိုစစ်ဘေးရအလုံးကြီးတက်ဖွဲ့စားပါထံပေးပို့နေတဲ့စစ်တပ်အမကအဖွဲ့အစည်းဖြစ်တယ်လို့ CDM တက်မတော်သားဗိုလ်ကြီးစင်အောင်ကပြောပါတယ် တို့ဒီစစ်တပ်ထဲမှာဘလို့စိတ်နာခဲ့ရတဲ့အကြောင်း၊ရင်နာခဲ့ရတဲ့အကြောင်းတွေဟူဇက်နာအောင်တို့လည်းမုံတီးတယ်ပေါ့နော်မဖြစ်လို့သာလုပ်နေရတယ်ဆိုတဲ့ပုံစံမျိုးတွေပြောပြီးတော့ဒီပြည်သူနဲ့လုပ်ငန်းရှင်တွေစီကနေပေါ့နော်အဖွဲ့အစည်းတွေစီကနေတရင်မျိုးစုံနှိုက်ပြီးတော့တရင်တွေတိဆောက်ပြီးတော့တို့စစ်ဖက်ကြီးကလုံခြုံရေးအဖွဲ့တွေကိုဒါပြန်လည်ပြီးတရင်ပို့ရတဲ့အနေထားပဲ